ပတ်စဉ်ဒီကနေ15အထိရောက်လာတဲ့အချိန်မှာကျွန်တော်ပြန်ပြီးရရင်ဆိုင်တယ်အဲဆုံးရှုံးတာလည်းမရှိတော့ဘူးတတိယနဲ့မြို့လီကဆုံးရှုံးတာရှိတော့တယ်နော်ကျွန်တော်တို့ပြန်ပြီးတော့ဟန်တားနိုင်တဲ့နေရာကျောက်ကဟန်တားနိုင်နော်ပြန်ရပြီဆိုတော့ပြောသေးဘူးမယုံကြည်နဲ့အခုရွေးကောက်ပွဲမှာဘယ်မြို့နယ်ဘယ်နယ်စပ်နယ်ကဘယ်သူကရှင်းတယ်လဲလို့ပြောရင်ဒီနေ့ထိပ်ပြောပြီလား လိုချရမီဝပီတူညကိုမော်ရမများအားလုံးမင်္ဂလာပါ news bit channel ကနေပြန်မှပြသလိုက်ပါတယ်2025ခုနှစ်ဇွန်လ30ရက်နေ့ကျွန်တော်တနင်္လာနေ့မနေ့ပိုင်းဗီဒီယိုတင်ဆက်မနေနဲ့ဒီနေ့မနေ့ပိုင်းမှာကျွန်တော်တို့နောက်ဆုံးရှိထားတဲ့အိုဖျက်ဖျက်တော်လန်တည်င်းထူတည်င်းကောင်းများစွာရှိတဲ့ဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ် ကျွန်တော်တို့ဒီနေ့မနေ့မှာဆိုတော့တလန်ရဲဘော်တွေကနေပြီးတော့မှစစ်ကောင်စီစကားတွေကိုအောင်မြင်ဆောင်နေပေါ့နော်တက်ခတ်တင်မဲ့ဖို့စ조사နေတဲ့အကြောင်းတွေရဲ့နောက်တစ်ခုကကြတော့ Mobile Quest Jigo Limited တွေလည်းကျွန်တော်တို့ကြည့်ရှုမှာပဲဖြစ်ပါတယ်။အယုံဆုံးနေတဲ့ကျွန်တော်တို့ခါတိုင်းလိုပဲတလန်တရင်တူလေးတွေကြည့်လိုက်ရအောင်နော်။ ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့စကိုင်းမြို့နယ်မင်းကွန်းတိုင်းနယ်မှာတပ်ပွဲပြင်းထန်ဖြစ်ပွားပြီးတော့မှစစ်ကောင်စီရဲ့တပ်မတ်33ကစစ်သားများပြားတေဆုံးပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တွေဆုံရှုံထားတဲ့နေမျိုးတွေပြန်ရခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။တပ်ပွဲကတိတ်မကြဘူးစစ်တပ်ဘက်က၄ရောက်အရှင်မိတယ်တေဆုံးလည်းများတယ်။အဲ့ဒီနောက်စကားစကားမင်းကွန်းကိုဆူထားတဲ့စပရမတ်တော်လန်ရေးတပ်ဖွဲ့ဝင်သူဝန်နေမျိုးတွေမှပြောဆိုထားတာဖြစ်ပါတယ်။ဇွန်လ28ရက်နေ့မှာတပ်ပွဲပြင်းထန်ဆက်လက်ဖြစ်ပွားခဲ့ပြီးတော့မှစစ်တပ်အင်အား အထိုင်ချထားတဲ့မင်းကွန်းရွာထဲအထိတော်လိုင်းရဲတပ်တွေကနေပြီးတော့တိုက်ခိုက်တဲ့နေရာမှာစစ်ကောင်စီတပ်စစ်ကြောင်းပြုတ်လို့နေပွဲဖြစ်ခဲ့ပြီးတော့မှလက်နက်ခဲယမ်းတွေများပြားကိုလည်းတင်းယူနေခဲ့တယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲမှာဆိုတော့ကျွန်တော်တို့တော်လိုင်းရဲပေါ်တုံးဦးပေါ်နော်မိမက်စော်နဲ့တပ်ပြုတ်တော့ခဲ့တာပြီးတော့မှဂျီကာအင်ဂျင်နဲ့အုတ်ထုတ်မပါတဲ့ဂျားတွေကနေပြီးတော့မှတိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့တော်လိုင်းရဲပေါ်တွေပြောပြောနေသလိုပဲအခုဆိုရင်ကျွန်တော်တို့မြို့ပြည်သူတွေရဲ့အနေနဲ့ဒီတော်လိုင်းမှာရှေ့တန်းစစ်မှုတွေပြောမှာပါဝင်တိုက်ခိုက်နေကြတဲ့တော်လိုင်းရဲပေါ်တွေတက် ဒီကြီးကအုတ်ထုတ်တွေပေါ့နော်မြတ်စွာလွှမ်းနေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့တပ်ပြီးတော့မှတွေးရှိနေတာပဲဖြစ်ပါတယ် နောက်ထပ်သတင်းသဘောအနေနဲ့ကတော့မကွေးတိုင်းရေနံချောင်းမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းကပြည်သူ့ကာကွယ်တပ်ထောင်ထားတဲ့မိုင်းနှမိပြီးတော့မှစစ်အရာရှိတအုပ်တည်ဆုံခဲ့တယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်။အရာရှိတအုပ်တည်ဆုံတာကတော့ကျွန်တော်တို့အတည်ပြုနိုင်ပါတယ်။ထိခိုက်ဒဏ်ရရှိတာလည်းများပါတယ်။စစ်ခွေးတွေက ပြည်သူပိုင်ပစ္စည်းတွေကိုစစ်ကြိုက်ခိုးယူထားတယ်။ပြည်သူတွေကိုဖမ်းဆီးတာတော့မရှိပါဘူးဆိုပြီးတော့မှ People's Defense Force ရေနံချောင်းကတောင်ရှိသူကနေပြီးတော့မှရှင်းလင်းပြောဆိုထားတာဖြစ်ပါတယ်။မိုင်းနှမိပြီးတော့မှတည်ဆုံမှုဖြစ်ပေါ်ခဲ့တဲ့စစ်တပ်စစ်ကြောင်းဆိုတော့ဇွန်လ29ရက်နေ့နေ့ပိုင်းမှာပဲရေနံချောင်းမြို့ပေါ်ကိုပြန်လည်ဆုတ်ခွာတော့တယ်လို့လို့ ကျွန်တော်နောက်ထပ်တည့်ရပဲဖြစ်ပါတယ်အခုဆိုရင်စစ်ကောင်စီရဲ့အရာရှိတွေကဆက်လို့ပေါ့နော်အရာရှိတော်တော်များများဆိုတော့တော်လန်ရဲ့ဗရီကရနေပြီးတော့မှနီးမျိုးစုံနဲ့ဒီချောင်းမြပစ်ခတ်တာတွေပြီးတော့မှရှင်းလင်းတာတွေလည်းကျွန်တော်တို့လွတ်ဆောင်နေတာမလို့သူတို့ရဲ့နိုင်ရေးတရင်တွေကတော့ကျွန်တော်တို့ခုရဲ့ပိုင်ခတ်ဆက်စိတ်ကြားနေရတာပြီးတော့မှဒါတွေကတော့မိဘပြည်သူတွေကြားချင်နေတဲ့တရင်ကောင်းမျိုးတွေဆိုတာတော့ကျွန်တော်တို့တေချာပေါက်ပြောလို့ရနေတာဖြစ်ပါတယ် ကဲကျွန်တော်တို့ဒီနေ့မှပထမဆုံးအနေနဲ့ကျွန်မကတော့ဆရာလူမြတ်ကျောင်းအနေနဲ့ပြီးတော့မှအခုဆိုရင်ကျွန်တော်အားလုံးတည်ထားတဲ့အချိန်မှာမွန်ရနာမခဝင်းတဲ့ကိုတော်လန်ရေးရဲဘော်တွေကနေပြီးတော့မှ rocket loan တွေနဲ့ပေါ့နော်ပြခခဲ့လို့စိတ်ကောင်းစီအရာရှိတွေပါဝင်စခွေများစွာတည်ဆုံခဲ့တယ်ဆိုတဲ့တရင်ကောင်းတွေကိုပြောကြားထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျောင်းဘယ်လိုမျိုးတွေထပ်ပြောထားအောင်လဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်နမခ rocket short dot loan စေလုံးနဲ့တပြိုင်နက်ပြစ်ပါတယ်ညနေ9:00ခွဲက28ရက်နေမှာအဲ့တော့ က်တပ်ဖွဲ့ဟာချင်းရင်း rocket brother crb ဖြစ်ပြီး၆ချိန်မြောက်တိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ pdf တွေရဲ့လက်နက်ခရမ်းတွေစမ်းသပ်လေ့ကျင့်ခွင့်ဟာလေရထဌာနချုပ်တွေစစ်တိုင်းဌာနချုပ်တွေဖြစ်နေပါဘူးအင်းမယုံမရှိပါဘူးအဲ့တော့နမခစစ်တိုင်းထဲမှာတော့ rocket တွေနဲ့ပြက်ကတိုက်ခတ်မှုကြောင့်စီကူရောင်တက်နှလုံးပျက်စီးတယ်စခန်းရုံးရိတ်ခါကူရောင်မီးလောင်တယ်လိုင်းကနေတိမှန်ပြည့်စည်တယ်အရာရှိရိတ်တာမှာရက်ထားတဲ့အိမ်စီကားနှစ်စီးပြည့်စည်တယ် 现在 <noise> 嘛人，亚洲的亚洲整理雷欧司令生的乌白金皮台湾，那边的阿图比亚太阳雷欧亚洲，阿查生阿乌，乌木纳乌，哎那哎哪里够 l 哪里少呢？伊嘛？我们那么我看到这里，也有一点连民币物价，但是快连面方同样，但是用的不少，给里，所以那是谁的嘛？ အဲ့ဒီစီးရုံမှာပဲအရာရှိတူဘုံမူတူစစ်တီနေဦးဖတ်ပိန်ပါအဲ့တော့ဘလောက်ဒီဒရင်ကတိကျလဲတော့မသိဘူးအဲ့ဒီတေွားတဲ့မသားတွေကိုအလုံးမြို့တင်းချိုင်းမှာတရဏဂုံတင်စစ်တင်းချိုင်းမှာတရဏဂုံနာရေးပြုတ်တော့အဲ့လိုနော်ဒါနဲ့ပတ်သက်ပြီးချင်းချင်းဝင်ရော့ကတ်ဘရာဒါ CRB ဥဆောင်ပြီးတော့ချိုးမိုင်းမိုင်းချိုးမိုင်းမိုင်းကာတူးလေးနဲ့ဆိုတော့ဒင်ဒီအနော်ဒီမတ်ဟီရို ချင်းဘရာသာလို့ပူပေါင်းဆောင်ရွက်တယ်။လေကြောင်းရံနဲ့ပတ်သက်ပြီးတော့တောက်လျှောက်သတင်းပေးပို့နေတာကတော့အထက်ပမာကြီး Air Defense Force TV ဒီဘက်ကိုကျေးဇူးအထူးတင်ရှိကြောင်းပြောတာပါ။ဆိုတော့အဖက်မှာစစ်ကူစစ်ကြောင်းဝင်လာမှာကိုသတင်းပို့တဲ့သူတွေရှိနေလို့လေကြောင်းရံကသတင်းပို့နေရှိတယ်။ပြစ်ကတိုက်ခိုက်မှုကိုအဖွဲ့ပေါင်းလုပ်တယ်။ပြောချင်တာက viewer မြောက်ပြစ်ကတိုက်ခိုက်မှုတွေလောက်လာနိုင်ပြီဆိုတာကိုပါ။ဖက်စစ်တပ်အတွက်တော့ ိမ်မက်ဆိုးပါပြီဒီနောက်ပိုင်းရဲ့တိုက်ခိုက်မှုတွေဒီတပတ်အတွင်းတိုက်ခိုက်မှုတွေထဲမှာရာဘုံမန္တလေးလမ်းအောင်ကစခန်း900တပြိုင်နဲ့တိုက်ခိုက်မှုနောက်ကြောက်ကြီးတိုက်ခိုက်မှုတောင်ငူဖျောက်ပြီးကြားဆက်အပါဝင်မြစ်သာပူရာရဲ့6နေရာတပြိုင်နဲ့တိုက်ခိုက်မှုတွေဟာဒီဝါမြောက်စနစ်တကျစစ်စင်နိုင်မှုဖြစ်ပြီးအာခတ်တက်တော့အေးရဲ့စင်နီဂျူဟာပုံစံမျိုးကိုကျွန်တော်မြင်ရပါတယ်အဲ့တော့ PDF တွေကို PDF တွေကို တော်လှန်ရေးသမားတွေကိုတော်လှန်ရေးတပ်တွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့အတိုင်းဝိုင်းတစ်ခုလုံးကအချောက်ကြီးကြောက်နေရပြီဆိုတဲ့အခြေအနေကတော့မလွဲမထွေရိုက်ကိုရှောက်နေမယုံရှိနေမယုံဘူးဆိုတတိရှိရင်မှတ်ပုံနဲ့အစ်စ်နဲ့ခီးတော့ပြလိုက်မှန်တယ်နော်ကျွန်တော်ကိုဆိုတော့ အားလုံးတည်ထားတဲ့အတိုင်းပဲတလန်ရဲဘော်ဒီကနေပြမစစ်ကောင်စီရဲ့နမခအတိုင်းဝန်ထဲတော့မှကျွန်တော်တို့ခုဆိုရင် rocket drone နဲ့ပြခတ်လို့စစ်ကောင်စီတပုတ်များစွာတည်ဆုံခဲ့တာပဲဖြစ်ပါတယ်သူတို့ရဲ့အရေးကြီးတဲ့လိုင်းခိုင်းတွေပါဝင်ကျန်တဲ့ရေခါကိုတောင်တွေဆိုလည်းပျက်စီးသွားတာဖြစ်ပြမကျွန်တော်တို့ရဲဘော်တွေကတော့အထူးကမရှိဘဲနဲ့ပြန်လဲဆုတ်ဝါနေခဲ့တယ်လို့ကျွန်တော်တို့နောက်ထပ်တရင်ကောင်းကြားသိရတာပဲဖြစ်ပါတယ်ဒီချိန်မှာအဲ့လိုမျိုးစစ်တိုင်းဝန်ထဲကနေပြမပီတိုတွေရှိတဲ့ဘက်ကိုနည်းနည်းကြီးတွေနဲ့ရန်တန်ပြခတ်လေးရှိတဲ့အခုဆိုရင်မွေရမျိုးကပါနော်နမခမှာဆိုတော့ကျွန်တော်တို့နိုင်ရေးတရင်တွေလည်းလိုင်းလိုင်းကြားနေရတာမလို့မကြခင်မှာတော့ပီတိုတွေ ရဲ့အတွက်တရင်ငေါတွေဒီတက်ပို့ပြမတော်လန်ရဲ့ဘော်တွေယူဆောင်လာပြောဖို့ရှိနေတာပဲဖြစ်ပါတယ်မြေပပိတရီနေနဲ့လဲဒီလိုမျိုးကျွန်တော်တို့အစ်စင်ရဲ့တွေလောက်ဆောင်တဲ့နေရာမှာဒီတက်ပို့ပြမအောင်မြင်မှုတွေရရှိဖို့ဆိုတော့ကိုတန်းနေတဲ့ဘက်ကနေပြမပို့ပေါင်းပေါ်ဖို့လုံးနေလဲဆိုတဲ့အကြောင်းလဲထပ်ပြီးတော့မှထည့်သွင်းပြောလို့ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကျမ်းဖုတ်ကဘူးလေးလဆွေကနေပြီးတော့မှမြောက်လိုက်ရွေးကောက်ပွဲမှာကျင်းပခင်ပါဒီလိုမျိုးကျွန်တော်တို့မြန်မာပြည်မှာစစ်မှုထမ်းစနစ်တွေနဲ့ပတ်သက်ပြီးတော့မှရုပ်သိမ်းတင်နေပြီဆိုတဲ့အကြောင်းပြောဆိုခဲ့တဲ့ပေါ့နော်နိုင်ငံရေးပါတီတွေကိုတွန်းနေပြီးတော့မှဘယ်လိုမျိုးဆိုမှပြောဆိုထားမလဲဆိုတော့ကျွန်တော်စစ်ပြီးတော့မှချစ်လဲရအောင်နော်ဒီကျွန်တော်တပ်ပြီးတော့အနာထိပ်ပြီးတဲ့အချိန်ကစပြီးတော့အဲမြို့ဒီရွာလေးစခန်းဒီအများကြီးကြာဆုံးခဲ့တယ်။ဘာကြောင့်ကြာဆုံးလဲ။အဲကျွန်တော်တို့ဒီအား တပ်မတော်အင်အားတတအင်အားနေရပါတော့အဲလက်နဲ့အင်အားတော့ပြည့်စုံရှိလူရှိတာအဲကျွန်တော်တို့ဝိုင်းဝန်းပြီးတော့တင်ပြရတယ်လူကြီးတွေလည်းလက်ခံတယ်ဒါကြောင့်မလို့စစ်မှုထမ်းဥစည်းပေါ်ပေါက်လာတယ်ပေါ်ပေါက်ပြီးတော့အခုစစ်မှုထမ်းနေပတ်စံဒီကနေ15အထိရောက်လာတဲ့အချိန်မှာတော့ပြန်ပြီးတော့ရင်ဆိုင်တယ် အဲဆုံးရှုံးတာတွေမရှိတော့ဘူးတဖြည်းနဲ့မြို့တွေပါဆုံးရှုံးတာမရှိတော့ဘူးเนาะကျွန်တော်တို့ပြန်ပြီးတော့ဟန်တားနိုင်တဲ့အနေထားเนาะကြောက်ပြောဟန်တားနိုင်เนาะပြန်ရပြီဆိုတာမပြောသေးဘူးမပြောရတာเนาะလက်ရှိပြန်ရတယ်ဆိုတာကညှိနှိုင်းလို့ပြန်ရတာလေတိုက်ပြီးပြန်ရမှာမဟုတ်ဘူးဒါကအဲဘလို့ရရရတယ်ဆိုတာလည်းဝတ်သားစရာပါပဲသို့တော်လည်းပဲကျွန်တော်တို့တကယ်တမ်းပြန်ပြီးတော့ရင်ဆိုင်နေတဲ့အနေထားခုမှပဲရှိသေးတယ်ထပ်ပြီးတော့တမလို့ရအင်အား လို့လို့လေတာမတော်ကြီးမှာလက်နက်တွေရှိတယ်ခဲရံတွေရှိတယ်လင်းညာတွေရှိတယ်အမြောက်တွေရှိတယ်လူမရှိဘူးအဲ့ဒီအတွက်ကိုကျွန်တော်တို့ကလူအင်အားတိုးနိုင်အောင်ပြည်သူစစ်မှုထောင်ဥပဒေစာပြဋ္ဌာန်းတာဒါကိုခုရက်တက်မှုစိုင်းငံမှုပြောနေကြတယ်ဆိုရင်ဟာတမျိုးမှတော့ပြန်မရသေးဘူးတို့နိုင်ငံရေးပါတီတွေကစပြီးစကားပြောလာပြီဆိုတော့ ဒီနိုင်ငံရေးပါတီတွေဟာတမတော်ကြီးကိုအင်အားချိနေအောင်လောက်တဲ့နေရာမဟုတ်ဘူးလားဘူလလာဆရာတော့ဗောနော်မြောက်လည်ရဲ့ ဒီစမုထာဥပရိယာဆိုတော့တို့တွေတော်တော်လေးကိုအသုံးသက်ပြီးတော့မှပြီးသူများစွာကိုတို့အနေနဲ့ဒဇာခံပြည့်အသုံးချပြီးတော့မှခုဆိုရင်မြို့ရယ်ပြန်ပြီးတော့မှကာကွယ်နိုင်တဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်တို့ကိုဂျင်းထက်ပြောဆိုနေတာဖြစ်တယ်။အဓိကအနေနဲ့ကတော့လူငယ်တွေအားလုံးကိုစစ်ထဲတွင်းတွင်းပို့ခြင်းတွေကြတာဖြစ်ပြီးတော့မှခုဆိုရင်တို့ပြကစားနိုင်ငံရေးပါတီတချို့ကနေပြီးတော့မှအဲ့ဒီဥပဒေကိုပြုတ်သိမ်းဖို့ပေါ့နော်ပြောဆိုလာတဲ့ပုံမှာတိုးရနေပြီးတော့မှကန့်ကွက်တယ်ဆိုတဲ့အကြောင်းတွေပါပြောဆိုထားတာပဲဖြစ်ပါတယ်။မြောက်လိုက်အနေနဲ့အဲ့လိုမျိုးဥပဒေတွေထုတ်နိုင်အောင်လူမျိုး ဒီဘူလလဆွေလိုလိုမျိုးပေါ့နော်အုပ်စုတွေကနေပြီးတော့မှအတင်းအထဲမှာတောင်းဆိုခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေကတော့အခုစစ်ပွဲမှာဆိုတော့မြတ်စွာတည်းဆုံရှုံခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမြောက်လိုင်းတို့အုပ်စုတွေတာမကဒီလိုမျိုးအော်တန်းဆာဆန်ပြီးတော့မှပြည်သူလူထုကိုတပ်ဖြတ်ဖို့ဒီစစ်ထဲအတွင်းသူဖို့နေကြတဲ့အုပ်စုတွေကိုလည်းမြန်ဆုံရှင်းလင်းတုတ်တင်နေတင်ပြီဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ထပ်ပြီးတော့မှသိရှိရတာဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဒီ bullet lock ဆွဲပြောခဲ့တဲ့စကားနဲ့ပတ်သက်ပြီးတော့မှပဲပုဒ်မအနေနဲ့ဘယ်လိုမျိုးတွေပြန်ပြောထားအောင်မလဲဆိုတာကျွန်တော်စစ်ပြီးတော့မှနောက်ထပ်ကြည့်လိုက်ရအောင်နော် တက်မတော်ကနေပြီးတော့ရွေးကောက်ပွဲကာလမို့လို့ဒီသူတို့ကိုငွေကွက်ပြီးတော့တိစမှုတန်းဆင့်ခေါ်တာကိုဆိုင်းငယ်နေဆိုရင်တော့မှဂျပန်သမားတွေကတော့သူတို့ဂျပန်လိုရက်တွေကိုအားနဲ့ခုံနဲ့အားနဲ့မဲနဲ့သူတို့ထပ်ပြီးလုပ်ကြလိမ့်မယ်သူတို့တပြင်းဒီနောက်25ခုနော်အာတနိုင်ငံလုံးတိုင်းတာနဲ့ထွေထွေထိုးစစ်ကြီးကို NUG ကသူတို့ရဲ့မဟာမိတ် PDF တွေရောမဟာမိတ်တက်တွေအကုန်လုံးပူးပေါင်းပြီးတော့တနိုင်ငံလုံးတိုင်းတာနဲ့ထွေထွေထိုးစစ်ကြီးမကြခင်စတင်မှာတော့မယ်ဆိုပြီးလွန်ခဲ့တဲ့တလလောက်ကရီမွန်ကိုရိုင်းပြောခဲ့ဘူးလေစကားရှိတယ်ဒါပြင် NUG ကတမလားဆိုတဲ့လက်ရှိဝါကိုရိုင်းကလည်းပဲအာဒီလက်ရှိ2025မှာ လက်ရှိတချို့ကြီးဦးမဲအောင်လိုင်းကိုနော်မြန်မာပြည်ကအာဆက်ပုံစံမျိုးပေါ့စီးရီးယားကအာဆက်လိုမျိုးမြန်မာပြည်ကအာဆက်ဖြစ်အောင်2025မှာမြန်မာပြည်ကနေမောင်းထုတ်အောင်သူတို့စူးစမ်းမယ်မြန်မာပြည်ကနေမောင်းထုတ်မယ်လို့ကြွေးကြော်ထားတာရှိတယ်ကြောက်နေပြီနော်။ဒီမှာကဂျပန်မှုတွေကိုအဆုံးစုံလေးလုပ်မယ်လို့ပြောထားတာဖြစ်တဲ့အတွက်ဒီဘက်မှာကျမတို့ကစိတ်အင်အားတွေဒီစစ်မှုတန်းစစ်ခုံမှုတွေကိုစိုက်နေတာကဖြစ်တည်နေတာစဉ်းစားကြဖြစ်လာတယ်။အဲဒီလိုမျိုးပြောဆိုမှုနဲ့ပတ်သက်လို့ဘူလက်ဥလားဆွေရဲ့အမြင်ကိုကျမမဲဆန္ဒရှင်တယောက်အနေနဲ့ထောက်ခံတယ်။သို့တော့ဘူလက်ဥလားဆွေသည်နော် စစ်ယူနီဖောင်းကိုချုပ်ဘောင်းပြီးချုပ်ပြီးပစိုးပြောင်းဝယ်ပြီးနိုင်ငံရေးကိုဝင်လာတဲ့အတွက်စစ်ရေးအမြင်ရှိရဲ့ဒေါက်တာညိုတင်ကအမျိုးသမီးတယောက်ဖြစ်တဲ့အတွက်စစ်ရေးမြင်အားနဲ့ချင်းအားနဲ့လိမ့်မယ်ဒါကိုနော်အမျိုးသမီးတယောက်ပေါ်မှာခွဲခြားဆက်ဆံတာမျိုးကြတော့ကျွန်မလက်မခံဘူးအော်ဒေါက်တာညိုညိုတင်ကိုပြောသွားရဲပေါ့နော်အာဥပဒေဘွဲရဒေါက်တာအာဥပဒေရပေါ့ဥပဒေပညာမှာဒေါက်တာဘွဲရလို့တော်ပေမဲ့စစ်ရေးမှာမူချိုးအစ်စ်မဲရှိရဲဆိုပြီးတော့ဖိနှိပ်ပြီးတော့ချိုးဖဲ့ပြီးတော့ပြောသွားတာမျိုးတဘောမကြောက်ဘူးလက်မခံဘူးအားမပေးပါဘူး နော်ဆိုတော့ဒါတော့ညနေခင်းကမျိုးသမီးတရားဖြစ်တဲ့အတွက်ဘူးလက်ဟူလာဆွဲလို့လို့စီယူနီကောင်းချူပြီးပစိုးပြောင်းဝင်လာတဲ့လူတွေတော့စီးရဲမရှိကြမှာရှိပါလိမ့်မယ်ဒီပေါ်မှာခွဲခြားဆက်ဆံမှုမျိုးကိုတော့သဘောမချပါဘူးအဲဒါအပြင်ကျွန်မရှေ့ရဲ့တေဝန်ကလည်းတခုရှိတယ်မိခင်ဦးမောင်မြေ နာမည်ကဥမ္မာမင်းဆိုလို့ရှိရင်ဒုတိယကျန်းတော့တက်တန်တွေမှာကျွန်တော်တို့တိုင်းချုပ်ပြည်ချုပ်ကိုတည်ပူးနိုင်ခဲ့တယ်တကယ်ကိုထက်မြက်တဲ့ရင်းချင်းရှိတဲ့လူဖြစ်တယ်နော်ဒီဒီခံမျိုးပါတီကနေပြီးတော့လွတ်တော်ကိုတည်ဖြစ်လာရဲပေါ့နော်မင်းကဥမ္မာမင်းကိုဘုလက်ဥလားဆွေကိုကျွန်တော်တို့အားပေးတယ်လေးစားတယ်နော်တကယ်ထက်မြက်တဲ့တိုင်းချုပ်ပြည်ချုပ်တည်ပူးနိုင်တဲ့လူတွေပေါ့နော်အဲ့လိုမျိုးပြည်သူတွေရင်ထဲမှာကနေရတစ်ခုအပြည့်အသိမဲ့ပြုတ်ဖက်အသိမဲ့ပြုတ်ခဲ့ပြီးတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီမင်းကဥမ္မာမင်းရဲ့အကောင့်တစ်ခုကနေပြီးဗားတင်ထားလဲဆိုလို့ရှိရင် နော်ငလင်ဘေးကုညီကြေချင်းရင်းနဲ့ပတ်သက်လို့နော်ငလင်တချို့အများပြည်သူတွေကပြောကြတယ်ပေါ့နော်ဒီငလင်ဘေးမှာအရှိဆုံးကနေပြီးတော့ပြည်သူတွေနဲ့မမမမရက်တီဘီကကွယ်ပေးတာဆိုလို့ပါတီနှစ်ခုပဲရှိရဲပါတီနှစ်ခုပဲတွေ့ရတယ်အာ UNDP ဒီခါမျိုးပါတီနဲ့ပြည်သုံးလုံးပေါ့နော်ပြည်သူရှိတော့ပါတီဒီနှစ်ခုပဲတွေ့ရတယ်ဆိုပြီးတော့ပြည်သူတွေမဲဆန္ဒရှင်ပြည်သူတွေပြောဆိုမှုစကားကိုအာပြောမယ်ဆိုရင်ဒီချိန်လောက်ကုညီတာနဲ့အချိန်တရာလောက်ကုညီတာတော့ဘယ်တူပါမလဲဆိုပြီးတော့ main game ဥမာပဲပြန်တင်ထားတာတွေ့ရတယ် သူတို့ချင်းချင်းပြန်ပြီးတော့မှကိုက်နေပြီနော်အခုဆိုတော့ဘူလလဆယ်ပြောစကားနဲ့ပတ်သက်ပြီးတော့မှတချို့တလေတွေရပေါ့ပေါ့ပြောဆိုမှုတွေလည်းကျွန်တော်တို့ကြားနေရတာပဲဖြစ်ပါတယ်ဒီလိုမျိုးဒီဘူလလဆယ်တွေနဲ့ပေါ့နော်ကျန်တဲ့ဘုံမရုပ်ကိုက်တွေအတိအကျတွေကလည်းပြီးတော့မှကျွန်တော်လူငယ်တွေကိုအခုဆိုရင်မြောက်လိုင်းရဲ့စစ်တပ်ထဲမှာအတင်းတွင်းပို့ပို့စ조사နေကြတာဖြစ်ပြီးတော့မှအဓိကအနေနဲ့ကတော့ဒီမြောက်လိုင်းတို့စစ်ကောင်စီရရှိတွေရဲ့ရှေ့မှာထားပြီးတော့မှနဇာခိုင်အနေနဲ့ထိုးချွေးဖို့လှုပ်ဆောင်နေတဲ့ဆိုတော့အကြောင်းတွေပါကျွန်တော်တို့ထပ်ပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ်ဆိုတော့မြောက်လိုင်းပေါ်ရင်ကျန်တဲ့အုပ်စုတွေကဆိုတော့ ဒီ set ရစမှုပေါ့နော်တရားခံတွေဖြစ်ကျွန်တော်တို့တမလို့ရနေတာမလို့မြို့ပပီတိုတွေအနေနဲ့အကောင့်တွေကိုအများဆုံးအေးအေးနေဖို့စ조사ရတော့မှာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့တော်လန်ပီတိုတွေနဲ့ရဲဘော်တွေစီလုံးညော်ဆန်နဲ့စစ်ကောင်စီနဲ့မြောင်းလိုက်တို့အစုအပေါင်းပါတယ်အားလုံးကိုတိုက်ထုတ်မယ်ဆိုတော့ကျွန်တော်တို့မချခင်မှာတော့တေချာပေါ့ဒီတော်လန်ရအောင်ပြန်ပြီးတော့မှာကျွန်တော်တို့လိုချင်နေတဲ့ပေါ့နော်ဒီ match တွေအဆုံလဲစတင်ပြီးတော့မှာအကောင့်တွေဖော်လို့ရမှာပဲဖြစ်ပါတယ်ဒါနဲ့ဘောမိုက်ကလော်ဘီနဲ့ကွန်ပျူတာကြော်စိုးနဲ့ကြော်မြင့်မြင့်ကိုဦးကျော်ကနေပြတော့ဘယ်လိုမျိုးဆုံးမပြောဆိုထားအောင်မလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် ။ဟဲ့ကျုံစိုးဦးလို့ကျုံမျိုးမင်းတို့မင်းတို့ဒီဖက်စစ်အာဏာရှင်တာမရှိရင်မင်းတို့လည်းစစ်ကြုံတဲ့ပေါက်ထဲကအကောင့်နေပဲတကယ်လို့ဒါဒီစစ်ဖက်စစ်အာဏာရှင်တာမရှိမင်းတို့ဟိုသမင်းငတ်တဲ့မသားဆိုတာမင်းတို့ပေါ်လာလိမ့်မယ်နော်မင်းတို့ကဟိုအမှန်တရားဆိုတာဟိုမျက်မျက်တက်တက်ကြည့်ပြောရတယ်ကွာနော်ဖုံးတစ်လုံးနဲ့လည်းမခေါ်လို့ရမယ်ဆိုမင်းအမေရောမင်းသမားရောမင်းမိန်းမရောမင်းသမီးရောငါကောက်ခေါ်မယ်ကွာတစ်လုံးကြီးငါဝယ်ပေးမယ်မင်းတို့ချင်းတဲ့မော်တွေကိုပြောနော် အဲ့တော့ကျွန်တော်ညီကောင်မောင်မားဒီကောင်ပြောသွားတာအားလုံးကြားတယ်နော်အဲ့တော့ဒီကောင်ကိုသိအောင်လို့နည်းနည်းကလေးဟို one sharing sharing လေးလုပ်ပေးကြပါနော်အဲ့တော့ငါပြောလိုက်မယ်နော်မင်းညီမလားမင်းအမေလားမင်းမိန်းမလားမင်းသမီးလားမင်းအမလားအကုန်လာခဲ့ငါတလုံးစီဝယ်ပေးမယ်โอเคအစ်စ်ပြေလားလို့ဆိုပြီးအစ်စ်ပြေမလားမင်းတို့ဟမ်မင်းတို့ဒီဘက်ကိုကြာတော့မို့ချိုးမြစ်ချိုးပြောလိုက်တာဟုတ်လားဟမ်ဗာလဲဖုံးတလုံးလေးဝယ်ပေးလိုက်ဝယ်ပေးရင်တော့ခေါ်အိတ်လို့ရတယ်ဆိုတာ မင်းတို့မီဒီယာဆော့ပါစနေတာဒီဆော့စင်တမ်းမရှိဘူးနော်ဆော့စင်တမ်းမရှိဘူးမင်းတို့မီဒီယာတွေမြန်မာနိုင်ငံကဒီဖက်စစ်အာဏာရှင်ဟုတ်လားဒီဒီကြုံမျိုးမင်းတို့ဟုတ်လားမင်းတို့ဘလောက်ထိမင်းတို့ကောင်းနေကာကွယ်ပေးနေလဲနော်ဒီကြုံမျိုးကြုံွယ်တွေကိုမင်းတို့မင်းတို့ကိုယ်တိုင်ကခံစားနေရတာဒီလိုပြောဒီလိုလုပ်ဟုတ်လားမင်းတို့အမှန်တရားပြောတာကဘာဖြစ်လဲမင်းတို့ဇော်ပိုင်းနဲ့ဒီနော်ရာဟာတို့ဟိုရာစာဟိုဖုန်ကြီးဟိုတော့ရတဲ့ဟိုကိုယ်စားတော်ကရာစာကိုပြောတာမဟုတ်ဘူးနော်ဟိုစစ် 哦，现在嘛，当厂长过来检查，当价比别人高大比比，那还得涨涨涨收入多嘞，涨得多了讲白，反正看西平嘞，靠北头你比看下吧。我嘛不赌了，拉嘛，没得多少拉嘛，没得慢点也没得了，没得啥不啥嘛，没得每天还是做嘞，这个弄早弄了没弄对路，没路路也慢嘞，没弄好嘞，对啦，没面发生没有？没弄俺就表表出来了，表出来了俺我嘞，喏，表出来了俺我每天都要录一个，专门表出来了俺我嘞，没弄。 မင်းတို့မီဒီယာသမားတွေဟမ်ဘာမီဒီယာတွေငါလောမှာသာငတ်ပြတ်နေတဲ့မီဒီယာတွေဟုတ်ကြော်ရတဲ့ဒီမှာပြပြနေနေဆုံးမပြောဆိုရတာပါနော် ကျော်မင်းမဲနဲ့ကျော်စိုးနဲ့ကောင်အောင်ဆိုတော့ကျွန်တော်ပြီးသူတွေကိုမမရန်ဆဲဆိုပြောဆိုခဲ့တာဖြစ်ပြန်အခုဆိုရင်ကျွန်တော်တို့အနေနဲ့ဒီတော်လိုင်းမှာဆိုတော့ကျွန်တော်ပြီးသူလူတွေဘလောက်ပဲပေါဝင်နေပါစေတော်လိုင်းရဲ့တဖို့ဝင်တွေကြာရှုံးမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်တို့ကိုဝါတာမိုက်တိုက်ပြောဆိုနေကြတာပဲဖြစ်ပါတယ်ဆိုတော့ဒီပေါ်မှာယူကလေးတွေကလည်းပြီးတော့သူတို့ဆက်ရှုံးနိုင်ကျွန်တော်တို့တော်လိုင်းရဲ့ဘော်တွေလည်းမကြခင်မှာဆက်ရှုံးတော့မယ်ဆိုတဲ့ပေါ့နော်ပုံစံမျိုးတွေအထိပြောဆိုလာကြတာမလို့ဒါတွေကိုကျွန်တော်တို့အနေနဲ့အခုဆိုရင်ပြန်ပြီးတော့ရှင်းပါပြောဆိုနေကြတာပဲဖြစ်ပါတယ်ပေါ်မှာကောင်ဖြစ်တဲ့ကျော်စိုးနဲ့ကျော်မင်းမြတ်ဆိုတော့အရင်ကတည်းကကျွန်တော်တို့ပြီးသူတွေပေါ်မှာမမရင်ရင်ပြော ဆမှုတွေပြန်ကျွန်တော်တို့ကိုဒီဒေါ်လိုင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှတပ်ဖြတ်နေစစ်မှုတွေလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဂျင်းထက်ဝါရမိုင်းတိုက်ခဲ့ကြတာပဲဖြစ်ပါတယ်သူတို့ကဘာရဲ့လုပ်ွက်တွေကြပါနော်သူတို့ကိုယ်တိုင်သိရှိပေမဲ့ပစကားနေပြီးတော့မှထူမပြောရတဲ့အုပ်စုတွေဖြစ်ပြီးတော့မှရှေ့မှာကျွန်တော်တို့ဒီဘောမအရက်ကွက်နေပြီးတော့မှမျောနိုင်တဲ့ဖစ်စစ်တက်ကိုအာချုံပြောဆိုမိလို့ထောင်နှန်းဆိုင်ရတဲ့အဖြစ်မျိုးတွေကျွန်တော်တို့ကြားခဲ့ရတာပဲဖြစ်ပါတယ်ဒါကတော့ဒီဘောမအရက်ကွက်လေးတွေပေါ့နော်တနားစီဘွားလေးတွေဖြစ်ပြီးတော့မှဒါတွေသူတို့အနေနဲ့ ိုယ်တိုင်မသိမြင်ဘဲနဲ့ကျွန်တော်တို့ပြည်သူတွေဘက်ကိုပြန်ပြီးတော့မှစော်ကားမော်ရိုကန်နဲ့အားချောင်းပြောဆိုနေကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောနေတဲ့ဒေါ်စာတာမဲရဲ့ပါဝင်ဝင်ကြတဲ့ဖက်ကိုစားနိုင်ငံရေးပါတီဝင်တွေကိုကိုစီရနေပြီးတော့မှဘယ်လိုမျိုးနှုတ်သီးဖျက်ထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။တီတူတွေအတွက်ဆိုရင်လွန်လွန်ဆက်တီတူတွေကနိုင်ငံတော်အတိုင်းအမံပုတ်ကိုဒေါ်အောင်ဆန်းစုကြည်နဲ့တမန်တော်ကြီးဦးမြင့်အပါဝင်အဲ့ဒီမတရားဖမ်းဆီးထားတဲ့လူတွေကိုအရင်လွတ်စေချင်တယ်။အဲ့ဒါတီတူတွေနံပါတ်၁ဆန္ဒပဲ။ကျွန်တော်ပြောတဲ့စကားဟုတ်လားမဟုတ်လားမသိဘူး။ message ခေါ်ပြီးတော့ port တင်ပြီးတော့ အနည်းဆက်ဆုံးစစ်တမ်းကိုကောက်ကြည့်လိုက်။ဟွန်းနော်အဲ့တော့ပြည်သူတွေအတွက်တော့တကယ်ပြောရဲဆိုရင်လောလောဆယ်လွတ်တော်တဲ့ဝင်မစိတ်ဘူးနဲ့အဲ့ဒါပြည်သူတွေအတွက်မဟုတ်ဘူး။ပြည်သူတွေရဲ့ဆန္ဒကလက်ရှိချိန်မှာမင်းအောင်နိုင်လှုပ်တဲ့ရွေးကောက်ပွဲကိုမြန်မာပြည်မှာရှိတဲ့လူကြီးတန်း90ကျော်တဲမှာတန်း40ကျော်ကလုံးဝလက်မခံပါဘူးမကြိုက်ပါဘူး။အဲ့တော့ပြည်သူတွေအတွက်လို့ခမည်းဘက်ကပြောမယ်ဆိုရင်ပြည်သူတွေဖြစ်စေခြင်းနဲ့ပြည်သူတွေခံစားရတဲ့အကြောင်းအရင်းလုပ်ပြီးနံပါတ်1မတရားဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေအပါအဝင် တွန်လိုင်းအရေးစုတွေကိုအရင်လှုပ်လို့ရအောင်လုပ်ပေး။နံပါတ်1လက်ရှိတည်သူတွေဘဝစံအောင်ကိုယ်ပိုင်ဆိုင်ကိုရှိလို့ဝင်းစာဝဲလောင်ခြင်းနဲ့။ဟိုဘက်ရွာမှာကိုယ့်ရွာမှာစံတိုင်းမရှိဘူး။မြို့ကနေစံအိတ်ကားတစ်စီးတိုက်တွားတိုက်ဝင်းစာလောင်ဖို့ဝယ်ခွင့်မရှိဘူး။နော်။အဲ့ဒီအနေအောင်တိုက်တယ်ဝယ်ခွင့်မရှိဘူးဝယ်ရှင်တိုင်း။နောက်ဆုံးပန်းလေးပန်းတော့အကျံဖက်သမားဖြစ်တတ်တတ်မှတ်ပြီးတော့မတရားဖမ်းဆီးပြစ်။ဆိုတော့လောလောဆယ်အဲ့ဒီဖြစ်နေတဲ့ပြဿနာလေးလောက်ကိုအရင်ရှင်းပေး။ အဲ့ဒါဆိုရင်ခမောင်းပြည်သူကလက်ခံလိုက်တယ်ဟုတ်တယ်နော်ဟိုလွတ်တော့တဲ့ဝင်ပြီးတော့လောလောဆယ်တော့မှလှုပ်ချင်တိုင်းလှုပ်နေတဲ့ကောင်တွေကကောင်တွေလက်ထက်မှာနောက်လာမဲ့သူတို့အာဏာရမဲ့လွတ်တော်တဲ့ကိုပြည်ကြည့်ကြမလို့ဘူးလေအခုမရောက်နိုင်လို့မဲ့ရွေးကောက်ပွဲကမရောက်နိုင်လို့အုပ်စုပဲအာဏာရမှာလေချင်းချင်းလေးဟာယူပြည်သူဆန္ဒအရပြည်သူဆန္ဒပကတိအမှန်တရားနဲ့ရွေးကောက်တင်မြောက်မဲ့ရွေးကောက်ပွဲရမဲ့ရွေးကောက်ပွဲမဟုတ်တာမယုံကြည်တဲ့အခုရွေးကောက်ပွဲမှာဘယ်မြို့နယ်ဘယ်မဲဆန္ဒနယ်ကဘသူကရှင်းပြမလဲလို့ပြောရဲလားဒီနေ့ထိပြောပြီလားအမှန်ဆုံးပဲ ဲ့လားလေးပဲကြည့်နော်ယောဂဘဝလုံးကယောဂလုံးကမင်းအောင်လေအောင်းနေတယ်ကောင်းပြီယောဂဘဝလုံးမှာဆိုပြီးသူကိုပွင့်လေးမြင်သားဆိုတော့အပါတီကိုမကြည့်နဲ့မူကိုကြည့်မူကိုမကြည့်နဲ့ပါလူကိုကြည့်အစတပြစ်ပြောခဲ့တဲ့ဇကားတွေအရရန်ကုန်တိုင်းမရကုန်းမြို့နယ်မဲဆန္ဒနယ်မှာနော်ဘဒုရှင်တိုင်းပါမယ်ပြင်ညာပြီးပါပြီလားအဲ့ဒါလေးတော့ပြင်ညာလားအဲ့တော့ဒီရွေးကောက်ပွဲဆိုတော့နာမည်တက်ထားတဲ့ရွေးကောက်ပွဲလို့နော်ဒီဘက်ကလေးကချပြီးတော့ဒီဘက်ကလေးကပြန်ချဒီဘက်ကလေးကကိုရုတ်ပြီးဒီဘက်ကလေးကပြန်ချမယ်လုတ်ရက် ဲ့တော့လွတ်တော်ထဲဝင်ပြီးတော့နော်အဲ့ဒီကောင်ကြီးဓာတ်ထဲမှာအာသာဖြေဖို့စိတ်မကူးနဲ့လောလောဆယ်အပြင်မှာအရင်အာသာဖြေပြကိုစီရတော့ပါနော်ဒေါ်ဆန်နာမင်းကိုဒဲကိုပြောဆိုလိုက်တာဖြစ်တယ်ဒေါ်ဆန်နာမင်းကဆိုတော့ ကျွန်တော်ဒီအမေစုကိုဗန်းပြပြတော့မှအမေစုကဆိုရင်တော်လန်ရေးအဖြစ်မို့လို့ဖို့ဆန္ဒမရှိဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်တို့ပြည်သူတွေကြားထဲမှာသူကနေပြမှာသူခွေတက်ရှိုးတဲ့စကလုံးတွေနဲ့ပြောဆိုလာတာပဲဖြစ်ပါတယ်စစ်ကောင်စီရဆိုတော့ကျွန်တော်ပါတီချင်းရန်တက်တဲ့သဘောမျိုးတွေအခုဆိုစတင်လှုပ်ဆောင်နေတာမလို့ဒါတော့သူတို့ရုပ်ကုပ်ဖွဲ့ပေါ့နော်ထားမြောင်းနေဖို့တစ်ဖက်တစ်လမ်းကနေပြမှာစူးစမ်းနေတယ်ဆိုတော့အကြောင်းတွေပါကျွန်တော်တို့ကြားသိနေရပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့အနေနဲ့မျောလန်တဲ့ဒီရုပ်ကုပ်ဖွဲ့အထမမျောနိုင်ဖို့ဝိုင်းဝန်းစူးစမ်းရမှာဖြစ်ဖြစ်မှာ ဒီချိန်မှာကျွန်တော်တို့တော်လန်တပ်ဖွဲ့ဝင်တွေနဲ့တပ်ပေါင်းစုတစ်ခုတည်ဆောက်ပြီးတော့မှာပါနော်အမြန်ဆုံးစစ်ကောင်စီနဲ့မြန်လာတို့ physical anarchy စနစ်ကိုဒီနေ့မကုန်ခင်ပါပဲအပြတ်ရှင်းထုတ်ရတော့မှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဗီဒီယိုတွေနေနဲ့ရအနေနဲ့ ကိုတက်နေတဲ့ဘက်ကနေပြီးတော့တပ်ဖို့စနစ်နဲ့ပဲဖြစ်ဖြစ်ပူပေါင်းပေါ်နိုင်မယ်ဆိုတော့အားလုံးမျှော်မှန်းထားတဲ့အတိုင်းပဲကျွန်တော်တို့မှကြက်ခင်မှာတော့ဒေါ်လာအောင်ဖွဲ့ချီကြီးကိုရရှိတော့မယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကျေးဇူးပေးကြတဲ့မိဘပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမှာချင်တဲ့ပြည်ဆောင်ပြီးတော့မှတာရဲချင်တဲ့နေ့တည်လေးပတ်ဆက်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်။